ကမ္ဘာ့အိုလံပင်းနဲ့အချိန်မှတ်အနေနဲ့မြမရိုးရချင်းလုံးခတ်တရုတ်ပြပွဲကိုမြောက်ကလာပါမျိုးနယ်ကအောင်ချင်းယုံမှာပြုလုပ်ခဲ့ပါတယ်။ရိုးရချင်းလုံးကစားနည်းဟာအခုဆိုရင် စီးကိန်းကစားနည်းလည်းဖြစ်နေပြီဖြစ်ပါတယ်။သတင်းသေးစိတ်ကိုတော့သတင်းနောက်တောက်ကြကဆက်ပြီးတော့ပြောပြပေးပါလိမ့်မယ်။ဒီဆိုင်ရာအိုလံပစ်ကော်မတီစတင်ဖွဲ့ခဲ့တဲ့ဂျွန်လ23ရက်ကိုကမ္ဘာ့အိုလံပစ်နေ့အဖြစ်သတ်မှတ်ခဲ့ပါဗျ။မြန်မာနိုင်ငံရိုးရချင်းလုံးဖွဲ့ချုပ်ကမြောက်ကလာပမြို့နယ်ကအောင်ချင်းယုံမှာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ်မြမရိုးရာချင်းလုံးအလှခပွဲကိုပြုလုပ်ခဲ့ပါတယ်။မနက်ကကျွန်တော်အပွဲချုပ်အနေနဲ့ကတော့ကျွန်တော်နှစ်ဆင်ပေါ့ကျွန်တော်တို့ဒီမြို့နယ်တွေကိုပတ်ပြီးတော့ချင်းအောင်ပေါင်းတော့ဟောအလုံးစုံအောင်ပေါ့ပတ်လုပ်ပါတယ်။အဲ့တော့ကျွန်တော်စမ်းချောင်းတို့ကျွန်တော်ဘရင်အောင်ချောင်းမချင်းရုံစသည်ရဖြစ်ပေါ့အင်းစင်ချင်းရုံနှစ်ဆင်ကျင်းပါလာပဲ။ဒီမြောက်ကလာမှာတော့ကျွန်တော်တို့တကားမဟုတ်ပေါ့ကျွန်တော်လက်ထပ်မှာပေါ့မကျင်းမပြသေးပါဘူးဒီမြောက်ကလာဆိုလို့ရှိရင်ဒါချင်းသမားအများစုပေါ်တဲ့ချင်းမျိုးတော်လို့ပြောလို့ရတယ်လေဒါကြောင့်မို့လို့ဒီမြောက်ကလာပါတီအောင်ချင်းရုံကြီးချက်လိုက်တာပါ မြောက်ကလာပမြို့နယ်ကမြမလက်ရွေးစဉ်ချင်းလုံးကစားသမားအများစုထွက်တဲ့မြို့နယ်တစ်မြို့နယ်ဖြစ်ပြီးရိုးရာချင်းလုံးအလှခတ်ပြပွဲမှာလည်းမြောက်ကလာပမြို့နယ်မှာနေထိုင်ကြတဲ့လက်ရွေးစဉ်ချင်းလုံးကစားသမားတွေပဲပါဝင်ကစားပြသွားပါတယ်။ချင်းလုံးကစားနီးကဘိုးစဉ်ပေါင်ဆက်ကစားနီးဖြစ်တယ်လို့ကျမ်းမာရေးအတွက်လည်းကောင်းမွန်လို့တင်ယူတဲ့နဲ့ကစားနီးလို့ချင်းလုံးမယ်တဦးကပြောလိုက်ပါတယ်။ရှေ့ဘိုးစဉ်ပေါင်ဆက်ကကစားလာတဲ့ အကစားနည်းလည်းဖြစ်တယ်။နောက်ဒီကျမ်းမာရေးနဲ့ဆိုရင်လည်းပြောတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။လူကြီးပိုင်းတွေလည်းကျမ်းမာရေးရည်ရွယ်တယ်ပေါ့နော်။သွေးလောက်သွေးလေးလှုပ်ရှားမှုကောင်းတယ်ပေါ့။အဲဒါကြောင့်မို့လို့ဒီတပိတော့လည်းခတ်တာကဒီလိုမရွက်ချင်းလုံးကစားနည်းရလည်းအရန်ကိုခက်ခဲတဲ့ပညာလည်းဖြစ်နေတယ်ပေါ့နော်။သူကအကစားတယ်မဟုတ်ပေါ့နော်။အမှုပညာတော့လည်းပါနေတယ်လေ။စိုင်းနဲ့ပုံနဲ့ကစားတဲ့ခါကျတော့အဲ့လိုမျိုးပါတဲ့ခါကျတော့အရန်ခက်ခဲပါတယ်။ခက်ခဲတဲ့ခါကျတော့ဒီပညာခက်ခဲတော့တောင်းတအောင်ဒီကလည်းဝါသနာပါအောင်နဲ့တော့ ိုသိပ်ပြီးတော့ဖြစ်နိုင်ပါတော့အရန်လဲဝါသနာပါရမယ်မိဘတွေကလည်းအားပေးကူညီမှုရှိနေပေါ့နော်ဖက်ဖက်ကဆရာသမားတွေကလည်းပညာပေးမဲ့ဆိုရင်တော့ဒီပညာကတော့ဒီသင့်တဲ့ပညာပေါ့နော်နောက်ပြီးတော့ဒီချင်းတို့ကစားနေရလဲအရင်ရှားပါတဲ့ကစားနေတဲ့မိန်းကလေးတွေလည်းရှားပေါ့နော်ယောက်ျားလေးလည်းရှားတယ်။ဒါကြောင့်အခုလိုမျိုးမျိုးသက်တစ်ကလေးတွေကိုအခုသင်နေတယ်ပေါ့နော်သင်နေတဲ့မျိုးသက်တစ်ကလေးတွေမှာလက်တွဲခုံယူပြီးတော့တော့ကြိုးစားပြီးတော့သင်ကြားပြသပေးနေတယ်ပေါ့။အိုလံပစ်နေ့အထိမ်းအမှတ်ချင်းအလှကပွဲကို လက်ခံကျင်းပပေးခဲ့တဲ့အောင်ချင်းယုံမှဆိုရင်တရက်ကို ပြန်မြချင်းဝိုင်း၄၅ဝိုင်းလောက်ရှိပါတယ်။အောင်ချင်းယုံအနေနဲ့လည်းမျိုးဆက်တဲ့မြမလက်ရွေးစဉ်ချင်းလုံးကစားသမားတွေမွေးထုတ်ဖို့အစီအစဉ်ရှိပါတယ်။ကျောင်းပိတ်ရက်ကတော့အဓိကကြတော့ပါသား။ကျောင်းသားလေးတွေရောငယ်ငယ်လေးတွေကတို့ကအဲမြို့နယ်ကနေချင်းအတတ်ပညာရှင်တွေနဲ့ခေါ်ပြီးတော့ပေါ့နော်။ဒါအဲ့ဒါမျိုးဆက်တဲ့ကလေးတွေကိုဒီမှာ ဟိုအခြေခံအတိ6ချက်ကနေစပြီးတော့တို့အကုန်လုံးဟိုတင် जा ပေးမှာပေါ့အဲ့ရနေအခုတက်ကြွန်းတော့ရတဲ့အထီးပေါ့ပဲနော် professional ဖြစ်တဲ့အထီးပေါ့အဲ့ဒါဦးတို့ချင်းရောင်ကနေပန့်ပိုးပြီးတော့ကူညီမှာပါအခုဆိုရင်မြမရိုးရချင်းလုံကစားနီးက2013အိရှင်စီးဂိမ်းမှာလည်းပါဝင်ခဲ့သလို2015စင်ကူစီးဂိမ်းမှာလည်းပါဝင်ခဲ့ပါတယ်ဒါ့အပြင်2019မှာပြုလုပ်မဲ့မလေးရှားစီးဂိမ်းပြိုင်ပွဲမှာလည်း 天门八万贵人腰，青龙八九个九品里把人。